ကျောင်းသားကျောင်းသူများမင်္ဂလာပါဆရာကတော့ဓာတ်သမတန်တင်ယုတ်တင်မြန်မာစာပါဒရက်ကိုတင်ပြဆွေးနွေးတော့မယ်ဆရာဦးဝေအောင်ဖြစ်ပါတယ်ဆရာဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့အပိုင်းနှစ်အဖက်ရွတ်သင်ခန်းစာအခန်းနှစ်မြန်မာကဗျာရေးချက်ချင်းမှာဝတ္တန်ကာလမိုးချတဲ့လင်းဆိုတဲ့ကဗျာအကြောင်းကိုဆွေးနွေးမှာဖြစ်ပါတယ်ဒီတင်ငန်းစာကိုလေ့လာခြင်းအဓိကရည်ရွယ်ချက်ကတော့ ညောင်ရိုက်ခေလယ်သမားတို့ဤဘဝအခြေအနေကိုသိရှိစေဖို့တရားချင်းကပြကိုအတန်ဒီအတန်တာမှတ်မှန်ရွတ်ဆိုတတ်စေဖို့အတွက်ရည်ရွယ်ခြင်းပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဒီဝတန်ကာလမိုးချတိလင်ဆိုတဲ့ကပြကိုဘယ်ခေတ်မှာရေးဖွဲခဲ့တာလဲဘာကပြမျိုးစားလဲဘယ်သူရေးခဲ့တာလဲဆိုတာကိုဆရာတို့လေ့လာကြည့်ကြရအောင်။ဒီဝတန်ကာလမိုးချတိလင်ဆိုတဲ့ကပြကိုညောင်ရိုက်ခေမှာရေးခဲ့တာပဲဖြစ်ပါတယ်။ကပြမျိုးစားကတော့တရားချင်းကပြမျိုးစားဖြစ်ပါတယ်။ ဒီကပြားကိုဘသူကရေးခဲ့တာလဲဆိုတော့ညောင်ရက်ခေစာဆိုတူဖြစ်တဲ့ဝန်ကြီးပရိဒါယာစာရေးဖွဲ့ခဲ့တာပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဒီစာဆိုဝန်ကြီးပရိဒါယာစာရဲ့အထုပ်ပတ်တိအကျဉ်းကို လေ့လာကြည့်ကြရအောင်။ဒီဝန်ကြီးပရိဒါယာစာဆိုလို့ရှိရင်စနေမင်းတနင်္ဂနွေမင်းတို့ထံမှာစတင်ပြီးတော့မင်းမှုထမ်းခဲ့ပါတယ်။မဟာဓမ္မယာစာဒီပရိပွဲကဟန်တာရီရောက်မင်းလက်ထက်မှာဆိုရင်တော့ဒီစာဆိုဝန်ကြီးပရိဒါယာစာဟာဆိုလို့ရှိရင်အထူးချီးမြှောက်ခြင်းခံခဲ့ရပါတယ်။ ဟန်တာရီရောက်မင်းဟာကိုတိုင်ကပြင်စာပေကျန်းကန်လေးလာလိုက်စားတဲ့စာဆိုတူဖြစ်တဲ့အလျောက်စာဆိုဝင်ကြီးကိုကြည်ညိုရုံမှတ်သောအပြင်ပရိသတ်ရာစာဟုသောပွဲကိုချင်းမြင့်ခဲ့ပြီးတော့စာဆိုကြီးဟုလေးမြတ်စွာခေါ်ဆိုခဲ့ပါတယ်။ National ဘွဲ့၊မြို့ရင်း National ဘွဲ့၊မြို့ရင်းဘရင်ဘွဲ့စားတဲ့ ်ဘွယ်ဒူးကုံဒူးအမျိုးမျိုးတို့ဖြင့်လည်းချင်းမြင်မြောက်စားခဲ့ပါတယ်စာဆိုဝင်ကြီးရဆိုလို့ရှိရင်စာနုကိုလည်းမချစ်နဲ့သူစာကိုလည်းမပြည့်နဲ့လို့ကြော်ကြားတဲ့သူစာပြုတ်နေတကွာအခြားပြို73ဆောင်းကိုလည်းရေးသားခဲ့တယ်ဒါတွေအပြင်အေဂျင်ရတုလင်ကာနဲ့တချင်းများစွာတို့ကိုလည်းရေးဖွဲခဲ့တဲ့သူဖြစ်ပါတယ်နတ်တန်အဲနဲ့ထန်တရာတေရှင်လိုလူတီများတဲ့ပဇင်းတောင်စံကျိုးကိုလည်းရေးသားခဲ့တဲ့သူဖြစ်ပါတယ်အင်းဝပြက်ပြီးတော့ဟန်တာရီ ဟိုဘရင်ပါတော်မူသွားတဲ့အခါမှာစာဆိုကြီးလည်းအတူပါသွားပြီးတော့တန်လင်းမှာကွယ်လွန်ခဲ့ပါတယ်။စာဆိုကြီးအရဆိုလို့ရှိရင်လေသမားထန်းတက်သမားလေသမားတောင်ပိုင်တဲ့စင်ဖန်သမားဘွဲ့တရားချင်းများကို ဖွဲ့ဆိုခဲ့ပါတယ်။အဲ့တော့တရားချင်းဆိုတာဘာလဲ။တရားချင်းဆိုတာကတော့မြမဂီတမှာထန်းတရားတေတေရောစတဲ့တန်စင်များရှိတဲ့ထဲမှာတာယာနာပြောပွဲဖြစ်တဲ့ တရားတန်ဖြင့်တည်ဆိုရတဲ့ဒီကပြတစ်မျိုးဖြစ်ပါတယ်။ဒေတာရစာရဲ့တရားချင်းများမှာဆိုလို့ရှိရင်အစုဝင်မြင့်မှုရန်မဟုတ်တဲ့စင်ရာပြည်သူတို့ရဲ့ဘဝကိုရေးဖွဲ့ထားတာတွေကို တွေ့နိုင်ပါတယ်။အဲဒီလိုရေးဖွဲ့တဲ့အခါမှာစင်ရာပြည်သူတို့ကိုကဲရဲခြင်းရှုတ်ချခြင်းအလင်းမရှိပါဘူးမပါပါဘူး။ဘာတဘောနဲ့ရေးဖွဲ့ထားလဲဆိုတော့တနာချစ်ခင်ခြင်းချီကျူးဂုံတင်ခြင်းတို့တာပါဝင်ပါတယ်ဝင်ကြီးပြည်တရားစာရဲ့တရားချင်းများဆိုလို့ရှိရင်မြန်မာစာပေမှာတစ်မျိုးတစ်ပုံစံတစ်ခဲ့ပါတယ် ဒါကတော့ဆရာတို့ကစာစဝင်ကြီးပြေတရာစာရဲ့အထုပ်ပတ်ဒီအကျင့်ကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်။ဆက်ပြီးတော့စာစဝင်ကြီးပြေတရာစာရေးဆက်တည်ကုန်းခဲ့တဲ့ဝတန်ကာလမိုးချတိလင်းဆိုတဲ့ကဗျာလေးကိုလေ့လာကြည့်ကြရအောင်။ပထမအဆုံးအနေနဲ့ဆရာတို့ကဒီကဗျာရဲ့အတိတ်ဘယ်ကိုမလေ့လာခင်ဒီကဗျာအမျိုးအစားဖြစ်တဲ့တရားကျင့်ဆိုတဲ့ကဗျာကိုဘယ်လိုသိဆိုရလဲဆိုတာကိုနားထောင်ကြည့်ကြရအောင်။ဝတန်ကာလမိုးချတိလင်း ပြောပြောပါပါမရနေဆွေငယ်လင်ဝတန်ကာလမူကြရီလင်ပြောပြောပါပါမရနေဆွေငယ်လင်လက်တွဲငယ်ချင်းငီကိုရီအဝဘဆူအင်ဂျီ စုပ်ပြဲပြီချီနီပေါင်းတွတ်တွကဲနေလေမိုးရေဆူလို့အဝတ်ကဲမပါတာသမီးကိုကိုတီပွေလူရာစေတံတထွာကြိုက်ခါထွန်ရင်လဲွက်တခွင်ထွန်ရင်ငင် ရေဝေပစုံတွင်ငယ်နေလေဖပေါင်းစင်းငယ်ချင်းပလိုင်းဝေခယုပီလောယောနောရွေသာလွေဟင်းရွက်ကေနုနေတသွဲကစုံဟော စုပုတ်ကင်းမုံအလုံးစုံဖူးငုံသာရောရွေပြွန်းသည်နင်လေချိုလဲချိုလုံးယေရှုမြတ်စွာကျန်ဟင်းကျွယ်နှပေါင်းတောင်းပြောင်းရော်၍တာအိမ်တို့ရောက်ခါလင်းစွာချက်ပြုတ်ထမင်းကပူ ဖင်းကပူရှူရှူသာရှမ်းရုပ်ကနေလေအလုတ်ကေအေယာဒာငုံကလွေတော်သည်တာမြင့်ငယ်မာချာပညာထွေးတော်သည်ပညာထွေးတော်သည် ပညာထွေးရာဒီဒါတော့စက္ကန့်ရာစုမှာရေးခဲ့တဲ့ဝင်ကြီးပြေတာရာစာရဲ့ဝတန်ကာလမောချတိလင်းဆိုတဲ့တရားကျင်ကဗျာမျိုးစာပဲဖြစ်ပါတယ်။ဆက်ပြီးတော့ဆရာတို့ကဒီကဗျာလေးရဲ့အတိတ်ပဲကိုလေ့လာကြည့်ကြရအောင်။ပထမဆုံးအနေနဲ့ဝတန်ကာလမောချတိလင်းပျော်ပျော်ပါပါမြားနှစ်ဆွေငယ်လင်း လက်တွဲငယ်ချင်းငကိုတွင်အဝတ်သဆိုးအင်ဂျီစုပ်ပြဲပြီးချင်းနီပေါင်းတွတ်တွတ်ကနေလေဒီပထမဆုံးပိုက်မှာဆိုရင်ဘာလို့ဆိုလိုထားတာလဲဆိုတော့ဝတန်ကာလမိုးကြတဲ့အချိန်ကိုရောက်ပြီဆိုရင်တော့တဲ့ဒီလယ်ဓမာမိသားစုဟာဆိုလို့ရှိရင်လေယာလုပ်ငန်းခွင်ကိုပျော်ပျော်ပါပါဝင်ရတယ်ဆိုတဲ့အကြောင်းကိုရေးဖွဲ့ထားတာပဲဖြစ်ပါတယ်အဲ့ဒီလို့ လေယာဉ်လုပ်ငန်းဝင်တဲ့အခါမှာလေဓမားနဲ့သူ့ရဲ့မယားတို့ဟာဆိုလို့ရှိရင်ပျော်ပျော်ပပလုပ်ငန်းငွေကိုဝင်ကြတယ်။သူတို့ရဲ့ခါမှဝစ်စင်ထားတဲ့အဝတ်အစားတွေပစိုးအင်ဂျီတွေဟာဆိုလို့ရှိရင်လည်းစုပ်ပြဲနေတယ်။အထူးခြားတာကတော့ဒီလေဓမားကြီးဟာဆိုလို့ရှိရင်အလွန်နေရတဲ့ခေါင်းပေါင်းကို ပေါင်ထားတယ်လို့ဆိုလိုပါတယ်။ နောက်တစ်ပတ်ကိုကြည့်ရအောင် မိုးရီဆွလို့အဝတ်ကဲမပါသာသမီကိုကိုထီးပွေလို့သာစေးတန်တထွာကြိုက်ခါထွန်ရင်လေခွဲကဲတခွင်ထွန်ရင်ငင်ရေဝင်ပစုံတွင်းငင်နေလေပေါ်ပိုက်မှာသူကပြောထားလဲဆိုတော့ဒီလေဓမားလင်မယားဆိုလို့ရှိရင်သူတို့ရဲ့ခန္ဓာကိုယ်မှာဝိဆင်ထားတဲ့ပစိုးအင်ဂျီတွေဝေစားတွေဟာစုပ်ပြဲနေတယ်လို့ဆိုထားတယ်ဟောသာသမီတွေကိုကြီးလိုက်တဲ့အခါကျတော့လေသာသမီတွေဟာဆိုလို့ရှိရင်ဝေစားမပါဘဲနဲ့အကိုလုံးကြီးဖြစ်နေတယ်ပေါ့ဒါကိုပြောထားရဖြစ်တယ်ဒါအပြင် လဲလမကြည့်ရဆိုလို့ရှိရင်တထွာလောက်ရှိတဲ့ဆေးရံကိုခိုက်ပြီးတော့လဲထွန်နေတယ်။အဲ့ဒီထွန်နေတဲ့လဲဟာဆိုလို့ရှိရင်လည်းရေဝင်ပစွန်တွင်းနေနဲ့ပြည့်နေတယ်လို့ဆိုထားပါဗျ။ဖပောင်စင်းငယ်ချင်းပလိုင်းဝဲခယုပီလော်ရောနှော၍သာလွယ်ဟင်းရွက်ကဲနုနဲ့တတွဲကစွန်စူးပုတ်ကဲကင်းမုံအလုံးစုံဖုန်းကုံသာရော၍ပြွန့်တည်နေလေလဲလမကြည့်လဲထွန်နေတဲ့အချိန်မှာသူ့ရဲ့မယားဖြစ်တဲ့သူဟာဆိုလို့ရှိရင်လည်း ဘာလုပ်နေလဲဆိုတော့ဖပောင်စင်းနေနောက်ခရုတွေကိုချင်းပလိုက်နဲ့ကိုကောက်ထည့်နေတယ်ပြီးတော့ဟင်းရွက်တွေဖြစ်ကြတဲ့ကစွန်းရွက်စူပုတ်ရွက်ကင်းမုံရွက်ဓာတွေကိုအဖူးအငုံပါမကြံအောင်ခူးခဲ့တယ်လို့ဆိုလိုထားခြင်းပဲဖြစ်ပါတယ်ချိုလဲချိုလွန်ရေရှုံးများစွာကြံဟင်းကြွက်နေပေါင်းတောင်းပြောင်းရောရွေတာအိမ်တို့ရောက်ခါလျင်စွာချက်ပြုတ်သမင်းငါဘူးဟင်းငါဘူးရှူရှူသာရှမ်းငယ်ုတ်ကဲနေလေအဲ့တော့အိမ်ကိုရောက်တဲ့အခါမှာသူတို့ကသမင်းကိုချက်ပြုတ်စားရတယ်အဲ့ဒီလိုချက်ပြုတ်စားရတဲ့အခါမှာဟင်းက အဘာဟင်းလဲဆိုတော့အစောကလယ်သမားရဲ့မယားဖြစ်တဲ့သူခူးလာခဲ့တဲ့စူပုံရွက် ကင်းမုံရွက်ကစွန်းရွက်ဓာရီကိုဘိုင်နဲ့ရောနှောပြီးချက်ပြုတ်လိုက်လဲဆိုတော့အင်မတန်မှအယူရှင်းပြီးတော့နော်ခြုံတဲ့ကြံဟင်းရွက်တို့ကျွန်းနှပောင်းရွက်တို့နဲ့ရောနှောပြီးတော့ချက်ပြုတ်လိုက်ပါတယ်တဲ့အဲ့ဒီလိုလယ်ထဲကနေပြန်ပြီးတော့အင်ကိုရောက်တဲ့အခါကျမှချက်ပြုတ်စားတော့ရတဲ့အတွေ့အကြုံမလို့ထမင်းကပူနေလို့ဟင်းကလည်းပူနေပါတယ်တဲ့ဒါတင်လားဆိုတော့မဟုတ်ပါဘူးထမင်းကပူဟင်းကပူရတဲ့ကြားတဲ့ ်ငရုတ်သီးပါပါတဲ့ခါကျတော့ထမင်းစားနေတဲ့ပုံတံဆိုလို့ရှိရင်ဒီလေဓမ္မမီတာဆိုတာတရှုရှုနဲ့မြည်အောင်စားတောက်နေရပါတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်အလုတ်ကဲအေးရတာငုံငါလွေတော့သည်တားမြင့်ငယ်မှာချဘေညာထွေးတော့သည်ထမင်းလောက်ကြီးတွေကိုတဲ့ငုံပြီးတော့ခေါင်းမဖော်နိုင်အောင် စားတောက်နေကြတယ်ဘေးပညာမှာဆိုလို့ရှိရင်လည်းသားသမီးတွေကိုထွေးပွေထားတယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်ဒါကတော့ဝင်ကြီးပြေတာရာစာရေးတဲ့ဝတန်ကာလမိုးချတိလင်းဆိုတဲ့ကဗျာကိုလေ့လာခဲ့တာပဲဖြစ်ပါတယ်ဒီကဗျာကိုလေ့လာလိုက်ခြင်းအပြင်ဆရာတို့ကဘာတွေကိုသိရှိရလဲဆိုတော့လေဓမာမိသားစုရဲ့ဘဝကိုလေ့လာ သိရှိရတာပဲဖြစ်ပါတယ်အခုဖော်ပြပေးထားတာကတော့ចောင်းသားចောင်းသူတွေចက်မှတ်ထားရမယ်ခက်စစ်အဖွင့်တွေပဲဖြစ်ပါတယ် ဒီခက်စက်အပွင့်ကိုဒီကြကြလေးလာကြက်မှတ်ထားဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါတွေကိုတိမတာလင်ရှေးမှာဆရာတို့လေးလာခဲ့တဲ့ဒီကပြရဲ့အဓိပ္ပာယ်ကိုဒီကြကြဂဂနနာနားလည်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ចောင်းသားចောင်းသူတွေဟာဒါတွေကို view design လေးလာကြက်မှတ်ထားမှာဖြစ်ပါတယ်။ဆက်ပြီးတော့အလင်္ကာကိုလေးလာကြည့်ကြရအောင်။ ဒီတင်ကန်းစာမှာဆိုရင်ပထမဆုံးတွေ့ရတာကရှူရှူဆိုတဲ့စကလုံးကဆိုရင်မြည်တန်ဆွဲအလင်္ကာဖြစ်တယ်မြည်တန်ဆွဲအလင်္ကာဆိုတာဘာလဲမြည်တန်ဆွဲအလင်္ကာဆိုတာကတော့မြည်တန်ကိုထဲ့သွင်းရေးဖွဲထားတဲ့အတွက်ကြောင့်မြည်ရဆွဲအလင်္ကာလို့ခေါ်ပါတယ်ဒီဝတ္တန်ကာလမိုးချတိလင်းဆိုတဲ့ကဗျာမှာလယ်သမားမိသားစုရှမ်းကယုတ်တီနဲ့ထမင်းစားတဲ့အခါမှာပူဆက်လွန်းတဲ့အတွက်ကြောင့်ထွက်ပေါ်လာတဲ့အဲ့ဒီရှူရှူဆိုတဲ့မြည်တံကိုထဲ့သွင်းရေးဖွဲထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ရှူရှူသားရှမ်းကယုတ်ကဲနစ်လေဒါကတော့ဝင်ကာဝုတ်တီလင်းကဖြစ်ပါတယ်။ ဝင်ကားဝတိလင်္ကာလို့ဘာကြောင့်ခေါ်ရလဲဆိုတော့ဒီကပြမှာလယ်မားမိသားစုရှမ်းကယုတ်ဒီနဲ့ထမင်းစားရမှာအလွန်ပူဆက်နေတယ်လို့ဓာတ်ရိုက်မရေးပဲနဲ့ရှူရှူသားရှမ်းကယုတ်ကနေလေးလို့တွယ်ဝိုက်ရေးဖွဲထားတဲ့အတွက်ကြောင့်ဝင်ကားဝတိလင်္ကာရောက်ပါတယ်အဲ့တော့ဝင်ကားဝတိအလင်္ကာကိုဆရာတို့ကအလွယ်မှတ်ထားမယ်ဆိုရင်ဓာတ်ရိုက်မရေးပဲတွယ်ဝိုက်ရေးဖွဲထားတဲ့အတွက်ကြောင့်ဝင်ကားဝတိအလင်္ကာလို့ခေါ်ဆိုခြင်းပဲဖြစ်ပါတယ်ရှေးရတင်ငန်းစာတွေကိုကြည်ညက်ညက် လေးလာတည်ရှိခဲ့ပြီဆိုရင်တော့အခုဖော်ပြပေးထားတဲ့မေကွန်းတို့တွေကိုလည်းအလွယ်တကူဖြည့်ဆည်းနိုင်မှာပဲဖြစ်ပါတယ်ဒီမေကွန်းတို့တွေကိုဖြည့်ဆည်းတဲ့အခါမှာစလုံးပေါင်းတပ်ပုံတိကျမှန်ကန်ဖို့အရေးကြီးပါတယ်ဆက်ပြီးတော့မေကွန်းရှိမေကွန်းရှိကတော့သူမေးထားတဲ့မေကွန်းပေါ်မူတည်ပြီးတော့ လိုက်လျောညှိတွေဖြစ်အောင်အဝင်ခွင့်ချဖြစ်အောင်အချက်လက်ပြည့်ပြည့်စုံစုံနဲ့ရေးတာဖြေဆိုပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကလေးကျင့်ရံမိကွန်များဒီလေးကျင့်ရံမိကွန်များဆိုတာကတော့ចောင်းသားចောင်းသူတွေရာဆိုလို့ရှိရင်ဒီသင်ခန်းစာကိုလေ့လာလိုက်တဲ့အခါမှာဘာအသိပညာတွေရလိုက်လဲဘလို့နားလည်သွားလဲဘလို့ခံယူချက်တွေရရှိသွားလဲဘလို့ ခန်းစားချက်တွေရရှိသွားလဲဒါတွေကိုစင်မေးတဲ့မိကုန်းတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီမိကုန်းတွေကိုဖြည့်ဆိုတဲ့အခါမှာចောင်းသားចောင်းသူတွေဟာမိမိတို့လေးလာသိရှိလာရတဲ့အသိပညာဗဟုသုတတွေခံယုံချက်ယူဆချက်ထင်မြင်ချက်ဒါတွေပေါ်အခြေခံပြီးတော့ဖြည့်ဆိုရမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။